ခိုင်ပြည်များအားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာတခိုင်ပြည်စီရင်တဲ့ပြည်သူများအားလုံးကိုကျူစွာလိုက်ပါတယ်ခင်ဗျာဒီနေ့ဟာတနင်္လာနေ့ဆိုတော့ကျွန်တော်တို့လုပ်ငန်းခွင်ကိုဝင်တဲ့သူတွေကပြန်ပြီးဝင်နေရပြီစနေသုံးနေ့ပိတ်ရက်နားခဲ့ရပြီမဲ့အခုချိန်မှာတော့အလုံးနဲ့ပြန်ပြီးထိတွေ့နေရတဲ့အတွက် အရှိန်မရသေးတဲ့သူတွေအတွက်ကောကျွန်တော်တင်ဆက်ပေးနေကြအကြောင်းအရာလေးတွေဖြစ်ဟုတ်လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့တချို့အကြောင်းအရာလေးလည်းပြောပြပေးသွားမှာပါအပြင်းပြေလေးလည်းပါတော့ဟုတ်ပါရဲ့ခင်ဗျဒီနေ့မှဆိုရင်လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုလေ့လာပါသေးရဲ့အဲ့ဒါကတော့ဘာလဲဆိုတော့အလိုစွဲမှာပေါ့နော်ထိုင်နေတဲ့မျက်စိညောင်းညာစေတတ်တဲ့အချက်ခုနှစ်ချက်ကိုကျွန်တော်ဖတ်ထားတဲ့ စောက်တဲ့နေပြီးတော့ပြည်သူများပြန်လဲပြီးတော့ဝင်ပြချင်ပါတယ်ခင်ဗျာပထမအချက်ကလောက်ရန်လို့ပြီးတော့အိတ်ချင်လို့ပြီးတော့ပြင်းလို့ဟောပထမအချက်ကကြာဆိုရင်လိုမျိုးအလုံးကောင်းကမှာ Facebook အကြိုက်မတုံးနဲ့ဆိုမျက်စိညောင်းလာပြီးဖုန်းနဲ့ပြီးတော့နေပြီးတော့နေတော့ Facebook မတုံးတော့မျက်စိညောင်းတော့ပြောကိုကျွန်တော်နင်းပြီဟုတ်ကဲ့ပါပထမဆုံးအချက်ကတော့ဒီစင်းညိုးစာအဟောင်းတုံးထားတဲ့မျက်မှောင်တက်ချင်ပါတော့ဆိုလိုတာကတော့အရင်တော့တပြရတဲ့ဒီစီကန်းနေပြီးတော့မှမျက်စိနဲ့ပတ်သက်တဲ့စင်းညိုးစာအဟောင်းကိုပဲကိုကအခုချိန်ကြီးတုံးပြီးတော့မှမျက်မှန်ကျိုးသွားပြီဒါမှမဟုတ်မျက်မှန်ဟောင်းသွားပြီဆိုအစ်စ်ပြန်လုံးလေဒီစင်းညိုးစာ ါနဲ့ပြောင်းလို့မယ်ဆိုရင်တော့ကိုတက်ဒီဟာမျက်စိညောင်ကြစီတဲ့အချက်တွေထဲမှာပါဝင်ပါတယ်တဲ့ဒါသတိသတိမထားမိတဲ့ချက်တော့ဒီကြီးအပြောင်းလဲဖြစ်သွားရင်လားကိုကနည်းနည်းလေးဆိုရင်မသိတာပဲမျက်လုံးကညောင်းကြီးကိုကိုက်တာဟုတ်တယ်စကြောရီတက်လာတဲ့နောက်တစ်ခုကကျတော့ဒီမော်နီတာအဟောင်းထဲမှာတော့ကြည်လင်ပြတ်သားမှုနေတဲ့ screen ကိုကြည့်ခြင်းပါပဲအဲ့ဒါကြောင့်အဲ့ဒါကစီမနေကြလဲစီမနေကြလဲအဲ့ဒါကကွန်ပျူတာလဲလိုက်တော့အတုံးကြီးတုံးနေတော့ ဒီကွန်ပျူတာပေါ့နော်မော်နီတာအောင်နဲ့ကြည်လင်ပြသမှုနဲ့စကရီပေါ့နော်ကြည်တော်ကြောင့်ဆိုရင်ကျွန်တော်ညစီအတွက်ဝင်တော့ဝင်မှုဖြစ်စီပါရဲ့ဗျပြီးတော့ကြည်လင်ပြသမှုအကောင်နဲ့ ကွန်ပျူတာစကရင်တက်ဆိုင်ဟောနော်ဒီကြည်တာပိုပြီးတော့မျက်စိဒဏ်ဖြစ်တော့ပိုပြီးတော့များစေတဲ့ဟုတ်အရင်တော့ဆိုကွန်ပျူတာတွေဟိုကျွန်တော်တို့ကျုပ်ပြီးနဲ့ကတ်တုတ်တွေထွက်တယ်လေကတ်တုတ်တွေ oscilloscope အဲ oscilloscope အဲ့ဒါအကြောင်းမျက်စိပိုပြီးထိခိုက်တာပေါ့အဲ့တော့အဲ့တော့ဆိုရင်ပေါ်တာအရှိမဖီတာလေးပေါ်တယ်ခံတဲ့ဟာလေးဒါလေးကဟိုမျက်စိတက်တာပဲပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ကျွန်တော်တို့ retina ဆိုပြီးတော့သူကမျက်စိနဲ့လုံးဝကိုက်မဲ့ဟာမျိုးဟိုအလင်းရလဲ led ဆိုတော့ဘက်ကကြည့်ကြည့်မြင်ရတယ်ပြီးတော့ဟို ray တွေထွက်တာမဟုတ်ဘဲနဲ့ led မီးလုံးလေးအများကြီးနဲ့ပေါင်းထားဆိုတော့မျက်လုံးအသိမထိခိုက်တော့ဘူးဟုတ်တယ်ဟုတ်ကဲ့ပါပြီးတော့ ီတော့အခုနောက်ပိုင်းမှာ LED တို့ LCD တို့မျိုးမျိုးရွေးချင်တာရွေးလို့ရပြီလေ။ LED ကပို့ပြီးတော့ LED ကကျမ်းမိုက်တော့ကောင်းတယ်လို့ပြောတယ်။ကောင်းတယ်ဟုတ်။နောက်တစ်ချက်ကတော့ဒီအလင်းဆိုးလွန်းခြင်းပေါ့ဥပမာအဖြစ်ဒီအလင်းအောင်များတာအတွက်ကြောင့်လည်းမျက်စိကိုဒဏ်ဖြစ်စေပါတယ်။အဲ့တော့အဲလုံအောင်ွေမှာနေရာယူမဲ့ဆိုရင်လည်းလူတွေကြပြီးတော့မှဒီအလင်းအောင်များနေရာမှာယူတတ်ဖို့လိုတော့ဘောနော်။အဲ့လိုရအောင်။အဲ့လိုရအောင်ပေါ့။ ဒီကောင်းမော်ပါဘောနော်ကြာနေရဲ့ကိုယ့်ရဲ့အလင်းရောက်အောင်ဆိုရင်တဲ့ကိုယ့်ရဲ့ screen အလင်းရောက်တဲ့ပို့ပြီးတော့မှမတောက်ပတဲ့မှာဦးတဲ့အဲ့လေတတိထားယူပါခင်ဗျာဒါနေကိုကျွန်တော်တို့ကခွင့်တောင်းထားမှာပဲကျွန်တော်တော့တိတ်မလင်းပါတိတ်မတောက်ပါတိတ်မတောက်ပါနဲ့ဘောနော်ဒါပေမဲ့ကိုယ်တိုင်ကတောက်ပနေတော့တမျိုးပါလေဟုတ်ပါဟုတ်ပါပြီးတော့ခန္ဓာကိုယ်ကိုယ်လိန်နေခြင်းကလည်းမျက်စိတန်ဖြစ်စေပါတယ်တဲ့ကိုယ်လိန်နေအောင်ကျွန်တော်မသိမယ်ယောဂါလည်းကြာတာဒီခန္ဓာကိုယ်ကတော့ကိုယ်လိန်ပြီးတော့မှကွန်ပျူတာကိုအနည်းငယ်အစိုက်မကြည့်ပါနဲ့တဲ့ခါတော့တက်တက်မတ်မတ်ဖြစ်အောင်ထားမယ်ပြီးရင် မေးစိတ်ကိုပေါ့နော်ကိုယ့်ရဲ့မေးစိတ်ကိုရှေ့ကိုခြုံနေတဲ့အနေအထားနဲ့ကြည့်စမ်းပါလေအဲ့ဒါဆိုရင်လည်းခန္ဓာကိုယ်အနေအထားမှန်မှန်နဲ့စကရင်ကိုကြည့်ကြည့်လေးလေးမကြည့်နိုင်ဘူးဆိုရင်မျက်စိဆရာဝန်တိုင်းတွေးဆုံပြီးတော့မှဆွေးနွေးသင့်ပါလေအားတော့တက်နေတာပဲအဲ့ရောက်မှာပတ်လက်ဆက်ပြီးအဲ့ဒီကြည့်အာကာမမမေးလေးနည်းထုတ်ပါ ဟုတ်တယ်မျက်စိရကြတော့လေဟိုခနာကိုနဲ့ရှင်လာလို့ရှိရင်တော့နေရာလေးကနည်းနည်းလေးပဲယူလာတယ်ပြီးတော့သေးသေးလေးဆိုပြီးမဲ့အဓိကအရေးကြီးဆုံးအရာမှာပါနေတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမျက်စိနဲ့လိုက်ပြီးတော့ကိုယ်လည်းလှုပ်ရှားမှုခြေထောက်လမ်းလျှောက်မှုဆိုတော့အကုန်လုံးကကျွန်တော်တို့အာကိုယ်ဟို donation ခေါ်တာပေါ့အဲ့ဈေးပညာခေါ်ရဆိုလို့ရှိရင်ဒီအာသူပါသူဟုတ်တယ်မြမြတနေအောင်လုပ်မြတနေအောင်လုပ်ထားတာဒီမျက်လုံးကကြည့်ပြီးတော့လှမ်းတဲ့ဟာကလည်းတကယ်တမ်းဆိုလို့ရှိရင်မျက်လုံးမိပြီးတော့လှမ်းကြည့်အဲ့လိုခြေလမ်းလွှဲတာတော့ညင်တာတော့ဖြစ်သွားတတ်တယ်ရုပ်ရည်ပေးချလိုက်အဲ့လိုမျိုးပေါ့ဟိုပြီးတော့တခြား ဟိုအောင်ကျော်ပေါင်းများစွာလည်းမျက်စီမှာရှိရဲတွေးရဆိုလို့ရှိရင်အများကြီးတွေးကြော်ရအများကြီးရှိရဲအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဒဏ်တစ်ခုခုဖြစ်ပြီးဆိုကြလို့ရှိရင်ဒီမျက်မှတ်ပါဝါလေးနည်းများတဲ့ဒဏ်တစ်ခုနဲ့ရင်တော်တော်လေးကိုဇကြောတွေတက်လာဖြစ်လာမယ်ပြီးရဆိုလို့ရှိရင်အကျော်တက်တဲ့ဟာတွေဖြစ်လာမယ်အဲ့တော့ ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီမျက်စိဆရာဝန်နဲ့ဖြစ်ပြီဆိုတာနဲ့တော့ဟိုပြတင်တာပေါ့ခုကနေကိုမျက်စိလေးပါလေးခတ်တယ်ဆိုတာကလည်းသိရမလားဒီတစ်ခေါက်ခတ်တဲ့မျက်စိနဲ့နောက်တစ်ခေါက်ခတ်တဲ့မျက်စိနဲ့မတူတတ်ဘူးဒါကကြုံလို့ပြောပြပေါ့ဒါဆိုတော့ကိုကမျက်စိနာဘူးလို့ခတ်တဲ့မျက်စိဆိုလို့ရှိရင်ဒီထဲမှာတချို့တွေကြတော့ဒီပိုသက်ဆေးလိုမျိုးဟာလေးအန်တီအန်တီဘက်တရီလေးတွေပါတတ်တယ်အဲအဲ့လိုမျိုးပေါ့နော်တချို့ဒီမှာကြတော့ကိုကဒီမျက်ကမှန်တော့လို့ မျက်ရည်တူအလွယ်လို့ခေါ်လိုက်တာပါနော်နာမည်ဆိုလိုက်တဲ့မျိုးအဲ့လိုမျိုးပါတဲ့မျက်ရည်ကြီးတူနဲ့ကြတော့လည်းမတူပြန်အောင်ကိုကမျက်ရည်ကြီးတူပဲခတ်မဲ့ခါပါစူးစမ်းလိုမျိုးပိုးသက်စေပါမျက်စင်းသေးခတ်လိုက်လို့ရှိရင်မလိုအပ်ပဲနဲ့မလိုလားတဲ့အရာဖြစ်လာတတ်တယ်အဲ့တော့တခုခုကောက်မှမျက်စိကိုဟိုဒဏ်တစ်ခုဖြစ်တယ်လို့ထင်ဥပမာတဲဝင်သွားတာအဲထဲမှာအဖူတစ်ခုဖြစ်နေတယ်လို့ထင်ဒါမှမဟုတ်အရင်မျက်ရည်ခဏခဏကြာနေအဲ့လိုမျိုးပေါ့ဒီလိုအချက်လေးတွေဖြစ်ပြီဆိုရင်တော့ ဟိုနားလေတက်ကြွတဲ့ဆရာဝန်တယောက်နဲ့အရင်ဆုံးပြတင်တယ်ဗောနော်အရေးကြီးရယ်အရင်လဲနှုတ်လားအရင်နှုတ်လားခါလေးကြရင်တော့ဘာရမဘူးကိုနေတယ်ရယ်ပေါ့ဖောက်ပေါ့ဆမှုอ่ะဆိုရင်ကိုအများကြီးဆိုးကျိုးတွေဖြစ်သွားလိမ့်မယ်ကိုတော့ဆိုကိုဆိုကြီးမျက်စိရလို့ဆိုရင်ပြလိုက်တယ်တလုံးလုံးနှီးတယ်နှီးသွားတယ်တလုံးနှီးရယ်နော်အဲ့တော့မှတ်မိတယ်အဲ့ဒါပြီးဆက်ရရတာပဲနောက်ပြီးတော့ပြန်ကောင်းအောင်ပါဟုတ်ပါပြီပြီးတော့နောက်တစ်ချက်ကျတော့ computer screen နဲ့ဗောနော်အနီးကပ်ထိုင်လွန်းတာပါခင်ဗျဒီလိုမျိုး screen နဲ့အနီးကပ်ထိုင်တာဆိုရင်လည်းမျက်စိညောင်းကြစေရောမှအမြင်အာရုံကိုဝေဝါးစေနိုင်ပါတယ်တဲ့အဲ့တော့နည်းလေး ခွက်ခွက်ခွာလေးထားပေါ့ဟုတ်တယ်ဟိုရင်လားဆိုလို့ရှိရင်စာဖတ်တဲ့ဟာလည်းဘလောက်ကွာဝေးစာရှိရလေအကြမ်းမြင့်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တထောင်ခွဲလောက်တော့မှန်းတာပေါ့နော်အလင်းကို55ဒီဂရီထားပြီးတော့နောက်တစ်ခုကကျတော့ mouse ကဝေးกว่าလုံးနေခြင်းပေါ့အဲ့ဒါဘာလဲဆိုတော့ဒီ mouse ကနေပြီးတော့မှကိုယ်နဲ့ဝေးกว่าလုံးနေတဲ့အတွက်ခန္ဓာကိုယ်ကွန်ပျူတာ screen ကိုညိုက်ပြီးတော့မှကြာသွားတဲ့အဲ့ဒီခါမှဆိုရင် messy ရောပေါ့နော်ညောင်းညံမှုဖြစ်စေပါရဲ့ဆော့ဆော့လိုပဲပေါ့။လက်ဝေးပြီးတော့ဒမိုးဖြစ်သွားတာပေါ့။ဟုတ်တယ်လို့မို့။ဝေးရင်တော့လှမ်းကန်တယ်။လှမ်းကန်။ညနာစခရင်နဲ့ကတ်သွား။ဟုတ်ကဲ့ ီးတော့နောက်တစ်ခုကကျတော့ဒီကိုယ်ထောက်ပံ့မှုအားနဲ့ထိုင်ကုန်တွေပေါ့ဥပမာအဖြစ်ရှုထိုင်ကုန်လို့ဆိုရင်ထိုင်လိုက် သူ့အော်တိုကခါမမက်လေးဖြစ်သွားစီအဲ့လိုပေါ့တချို့ကနည်းနည်းလေးခါကနစ်သွားဥမာဒါမျိုးထိုင်ကုန်ပေါ့ဝင်လာရှင်နစ်ဝင်သွားလေဟိုရင်တော့ကျွန်တော် popular channel ခေါ်ဆိုပိုရာဆိုသေးရယ်သူကလုံးဝဒီထက်ပိုအီးတယ်ဆိုတော့လာလိုက်ဧည့်တယ်ကြီးကျွန်တော်အားရည်တာလူမျိုးလေးတွေတို့ထိုင်ရဝင်သွားလို့တူနေအီးတာအရန်အီးတော့ဗျာထိုင်လို့တော့ကောင်းတယ်ဒါပေမဲ့အဲ့လိုမျိုးကကြတော့ဟိုအပန်းဖြေတဲ့အချိန်တော့ပဲကောင်းတယ်ပြောလို့အိတ်အိတ်တော့မယ်ဆိုတော့အဲ့လိုမျိုးလေးအရန်မှခွေးအိတ်တယ်ပေါ့နော်ဒါပေမဲ့ကျန်းမာရေးနဲ့အရာကြီးမယ်ဆိုရင်တကယ်ဟိုမထိုင်သေးဘူးပေါ့နော်ခဏနားယူမယ်ဒါမှမဟုတ်ခဏစိတ်ကိုလှုပ်လှုပ်လှက်ပေါ့ပါထားမယ်ဆိုထိုင်နေတယ်ဒါပေမဲ့ အော်ကို့အတွက်အလုံးလုံးဖို့ထိုင်ကုန်ရွေးရဆိုရင်တော့အဲ့လိုမျိုးကို့ခါအောင်မက်စေမယ်ပြီးတော့ကြောကြောမော့လေးဖြစ်စေမယ်ထိုင်ကုန်တာရွေးချယ်ပြီးတော့ထိုင်သင့်ပါတယ်ဒါမှမဟုတ်ဆိုရင်ဒီခန္ဓာကိုယ်ကို့ရိမ့်ရိုင်စေပြီးတော့မှအဲ့ထိုင်ကုန်လေးထိုင်တဲ့အခါမှာဆိုရင်လေကို့ရဲ့မျက်စိကိုဟိုဘယ်လိုပြောမလဲအာအားနေသွားစေအမြင်မဝါစေပုံရောက်သွားစေ position မမှန်ပြီးတော့နောက်ကြုံလို့ပြောတာလေနောက်ထပ်ပက်လက်ကလေးထိုင်နေရှိရလေအဲ့ဒါတွေက တော်တော်မထိုင်သင့်တဲ့ဟာလို့ပြောရပါတော့ခိုင်းတစ်ခုလုံးကလေကိုကိုကြီးဖြစ်သွားပြီးတော့ကိုကထိုင်ရတာလေအရန်တတောက်တတာရှိရောလေအဲ့လိုမျိုးကြီးထိုင်ရင်ထိုင်နေကြာကြတော့လေခါကုန်းတာတော့လက်ပြင်ကုန်းတာအဲ့ဒါမျိုးဖြစ်သွားတတ်တယ်ဒီမှာပဲချိအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဖတ်တာရတဲ့ကထပ်ပြီးတော့ဝေပြကြပါသေးတယ်အဲ့ဒါကသူက20 20 20 20စီမီကိုလိုက်တာပါတယ်20 division လို့လည်းခေါ်တာဟုတ်ကဲ့မျက်စိရဆိုရင်လည်းကွန်ပျူတာ screen နဲ့လက်မ20အနည်းဆုံးအကွာမှာရှိဖို့လိုပြီးတော့မှ မိနစ်20ကြာတိုင်းစက္ကန့်20ကြာတိုင်းမျက်စိကိုအနာပေးပြီးတော့မှအနည်းဆုံးပေး20กว่าနေအရာတစ်ခုကိုကြည့်ပေးဖို့လိုအပ်ပါတယ်တဲ့20 20 20 20ဟုတ်မှတ်တယ်စားကြည့်လို့ရှိရင်လက်မ20ဆိုတပေခွဲကြော်ကြော်လေးပေါ့တပေခွဲနဲ့နှစ်လက်မလားအမှကြည့်အဲ့လောက်မှကွာဝေးမှထားရမယ်ပြီးသွားလို့ရှိရင်မင်း20မင်း20လောက်ကြာပြီဆိုလို့ရှိရင်အဝေးကအရာတခုကိုစက္ကန့်20လောက်ကြည့်ပေးအဲစိမ့်လို့ရှိရင်တော့ပိုကောင်းတာပေါ့နော်အဲကျွန်တော်စဲတန်းတော့လောက်တာအဲပြင်မလားအပြင်ထွက်ပြီးတစ်ပင်နေလိုက်ကြည့်ဝေးယူလိုက်ကြည့်အဲမျက်စိတော့ပိုပြီးအားစီစီလေပြီးတော့အိတ်ချင်တော့ တာတာသွားတာတိရအညောင်းပြေသွားအိတ်โอเคဒါတော့ဒီနေ့ကျွန်တော်ဖတ်ထားတဲ့ဒီမျက်စိနဲ့ပတ်သက်ပြီးတော့မှအလုံးဝဝင်နေတဲ့သူတွေအတွက်အကိုမျက်စိကိုဘယ်လိုမျိုးအနာပေးမလဲမျက်စိကိုဘယ်လိုမျိုး view site လဲဆိုတဲ့အချက်လေးလေးကိုကျွန်တော်ပြန်ပြီးဝင်များပေးခဲ့တာပါခင်ဗျာဟုတ်တယ်ဟုတ်မျက်စိမျက်စိအကြောင်းပြောနေနေတဲ့သတိရပါလို့ပေါ့နော်တင်တော့တင်တော့တဲ့စာလေးပြန်ပြီးသတိရပါဘူးလို့ဆိုတော့ မျက်စိရလေးဒီအလုံးလေးနှလုံးမဲ့ရှိပြီလို့ပဲသိလားသူ့ကိုဒီလိုဒီလိုကြည့်ဖို့ဟာလေအကုန်လုံးလေးရှင်းပြမဆရာအများကြီးတော့ရတာသူ့မှာဆိုလို့ရှိရင်အပေါ်ကြည့်မယ်ဆိုလို့ရှိရင်အောက်ကမဆရာလည်းဒီမျိုးတွန်းပြရအပေါ်မဆရာအဲ့လိုဆွဲသွားတယ်အဲ့လိုဒီဘက်ဖေကိုကြည့်နေတယ်ဆိုလို့ရှိရင်ဒီဘက်မဆရာဒီလိုဆွဲလိုက်တယ်ဒီဘက်မဆရာဒီလိုအဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုအရန်လှုပ်လှုပ်ထားတာဆိုပြီးဦးမယ်ဆိုပို့ဆူမှာတော့အပေါ်လေးအောက်ပြကျွန်တော်တော့တိကျနေမှာရှိတယ်။အဲ့တော့အဲ့ကြောင့်မျက်စိတစ်ခုဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒီဘေးကပပက်လေဒီညားလေးတွေကျွန်တော်တို့သိရမလား။ညောင်းတာအကြိုက်တာလေဆိုတာလေရှင်းမြတ်မာဆယ်ကတော့အလုံးလုံးနေရတာကြွက်သားတွေကတော့မျက်စိကြွက်သား ဟုတ်ကဲ့ပါအဲ့ဒါတော့ကိုစိုးကြီးကမျက်စိနဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့ကျွန်တော်တို့ထုံးစံနဲ့တနင်္လာနေ့ဆိုတော့ body language ဟုတ်ကဲ့ဒီနေ့ body language ကကျွန်တော်တို့ကိုနေဟန်ထားမပြောဝင်းနဲ့ဒီနေ့ကျအတန်နေအတန်ထားအတန်နေအတန်ထားဆိုတဲ့အထက်မှာစကလုံးအသုံးလုံးမဟုတ်ပဲနဲ့ကျွန်တော်ပြောတဲ့အတိုင်းပဲအတန်နေအတန်ထားဆိုတာအတန်ပြောတဲ့နှုံးရှိတယ် rhythm ရှိတယ်ပြီးတော့အတန်အနှိမ့်အမြင့်ရှိတယ်အဖြတ်တောက်ရှိတယ်ဒါလေးပေါ့နော်ဟုတ်ကဲ့ဒါလေးပေါ့ပထမဆုံးသူက pitch pitch ကအတန်အနှိမ့်အမြင့်ဟာဟောဆက်မရောက်တော့ high pitch စကားပြောတဲ့အထက်မှာအတန်အနေအမြင်ရှိမယ်ပြီးတော့ကျွန်တော်ဆက်ဆော့ပြောတဲ့ speed speaker စကားပြောတဲ့နှုံမြန်မြန်ပြောနေလားဖြည်းဖြည်းလေးပြောနေလားနောက်ထပ်တစ်ခုကအတန် loudness အတန်အကျယ်ကြီးပြောနေရလားဒါမှမဟုတ်အတန်ညင်းတတလေးနဲ့တူတူလေးပြောနေရလားနောက်ထပ်တစ်ခုကကျတော့ rhythm rhythm ကကျတော့ဒါဆက်ဆော့အပေါ်ဟာရအားလုံးပေါင်းထားတဲ့စကားပြောတဲ့ဟန်အနေအမြင်လေးနဲ့ဖြတ်တောက်လေးနဲ့ဒါတွေကြည့်ပြီးတော့လေလူတယောက်ရဲ့စိတ်နေစိတ်ထားတော့သူ့ရဲ့လက်ရှိအခြေအနေတော့သိနိုင်တာပေါ့မြန်မြန်ပြောရင်စိတ်တိုးနေတာလားဒါမှမဟုတ်သူစိတ်မရှိတော့ဘူးလားအဲ့လိုမျိုးသိမခံနိုင်တော့တာလားအဲ့လိုမျိုးအများကြီးသိနိုင်တာနော် အဲ့ဒီတော့ပထမဆုံးကျွန်တော်တို့ဆက်ဆော့ပြောတဲ့အတန်အနှိမ့်အမြင့် pitch ကစတာပေါ့ဟုတ်ကဲ့ဒီအတန်အနှိမ့်မြားလဲကိုအဓိပ္ပာယ်တွေအများကြီးတက်ရောက်စေပါတယ်တဲ့ဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီတခုအတန်ကိုကမေးခွန်းမေးတာလားဒါမှမဟုတ်ရိုးရိုးစကားပြောလိုက်တာလားအာဆောင်းကြောင်းကြောင်းပြောရမယ်ဆိုရင်တို့ပြန်လာတို့တို့တောင်ပြန်လာနေပြီဒါရိုးရိုးပြောလိုက်တာတို့တောင်ပြန်လာနေပြန်လာနေပြီဗျာဒါပေမဲ့အဲ့ဒါကမှတို့တောင်ပြန်လာနေပြီ ဟုတ်တယ်မေးခွန်းဖြစ်တာဒီပိုတိတာကြာဒီဟိုအင်္ဂလိပ်စကားမှာပိုတိတာပေါ့နော်သူတို့စီမှာအဆုံးလေးမှာဆိုမေးခွန်းဆိုအတန်ပြင့်လိုက်တဲ့သဘောပေါ့ဆိုတော့မြန်မာလိုဆိုလည်းအဲ့လိုပါပဲသူတို့တော့ပြန်လာနေပြီအဲ့ဒါမေးခွန်းဖြစ်သွားဒါမှသူတို့တော့ပြန်လာနေပြီအဲ့ဒါတိတ်ပြောပါတော့အဲ့အော်ပြီးတော့ဟိုပြန်မလာသေးတယ်လို့လို့ဘာလို့ပေါ့နော်ဒါအတန်အနေအမြင့်ပေါ်တယ်မူတည်ပြီးတော့ဒီစာချောင်းအတူတူပဲဒါပေမဲ့အထိပ္ပယ်အများကြီးပြောင်းသွားတယ်ဟမ်စောထပ်ပြောမပြီးသေးဘူးခုကနေအာပြီးသေးတယ်သဘောအော်စောထပ်ပြောမပြီးသေးဘူးဒါရိုးရိုးလေးပဲပြတာပြီးသေးဘူး အကြောင်းဝမ်းချုပ်နေ။ Okay နောက်ထပ်တစ်ခုအကြောင်းဥမာပြတာပါ။နောက်ထပ်တစ်ခုအကြောင်းစကားပြောရနှုံး speed tempo လို့လည်းခေါ်တာပေါ့။ဒါလည်းအတိတ်ပဲအများကြီးရှိပါတယ်။အမြန်ပြောနေရဆိုရင်ကျွန်တော်တို့ကဒါအရေးကြီးပြောတဲ့အကြောင်းအရာပေါ့။အဲ့လိုသတ်မှတ်လို့ရတယ်ရေဘူးရာအဖြစ်။ဖြည်းဖြည်းလေးပြောနေရဆိုရင်တော့ကိုက A စစ်စစ်လေးဒါတော့တိတ်ပြောထွေထူးပြောတာမရှိဘူး။ A စစ်စစ်လေးပြောနေရပေါ့။ဝင်နေချိုးတယ်။ဒါပေမဲ့နောက်ထပ်တစ်ခုကအမြန်ပြောနေဆိုရင်ဒုတိယောက်က သူစိတ်လှုပ်ရှားနေအောင်လည်းပြတာအရောက်ပါတယ်တဲ့ပြီးတော့ကိုယ့်အကိုမလုံမကြုံဖြစ်နေတယ်လို့အမြန်ပြောတတ်ပါတယ်တဲ့စိတ်မရှိတာပါနော်ဟုတ်ပြီးတော့ကျန်သေးလားနောက်ထပ်ကျန်သေးတယ်ကျန်သေးရတာဒါအရေးအာလူတယောက်တစ်ယောက်ကမတူးဆိုရင်တော့တချို့ကတော့အမြန်ပြောတာသူကသူမွေးရပါပြီးသားပေါ့အဲ့လိုတော့သွားမှတ်လို့မရအောင်ဒါပေမဲ့ရေဘူးရအဖြစ်တော့ပုံမှန်စကားပြောနေလူတယောက်ကအမြန်ကြီးပြောနေပြီဆိုရင်ဒါသူတခုခုကိုဟိုမလုံမကြုံဖြစ်နေတာဒါမှမဟုတ်တခုအရေးကြီးလို့ဒါမှမဟုတ်သူအရင်စိတ်လှုပ်ရှားနေလို့ပေါ့နောက်ထပ်တစ်ခုရှိသေးတယ်ပါပါ ုံကက်ကုံကက်နေမို့လို့အမြန်ပြောနေရဟာပုံကက်ပြန်ပြထည့်ပြနော်ခဏကြာဒီဖုန်းကကြာတော့မဆက်ပြောလို့မရတော့ဘူးဆိုအဲ့ဒါအဲ့ဒါအမြန်ပြောဒါကျွန်တော်တို့ကြာတော့မွေးရပါအမြန်ပြောလို့ဖြစ်တာရှိုးစားတော့အမနေထင်ယူလိုက်ရတယ်ဘာပြောအဆဆိုတာကိုရီပဲစကားပြောတာဆိုတော့ကိုအချိန်နဲ့ကိုမသိတော့ဘူးဆိုတော့ဒါလည်းမြန်ဘာပြောလို့ပြောသွားမှာကိုရာလည်းမြန်ဟိုတကန်ဆွေရောင်ကကြည်ရင်ကြည်နေနားရင်တာတော့သာဖြစ်သွားတာနောက်ပိုင်းတော့စူးစားပြီးတော့ထိနေပါတယ်ဒါပေမဲ့တခါလည်းကြာတော့မြန်တော့မယ်ဘာဆိုတော့ပြောမပြီးသေးဘူးဘာဆိုတော့ပြောမပြီးသေးဘူး ောက်တစ်ခုကကျတော့အတန်ဒီကျေလာမှုပေါ့အတန်ကျေလာမှုကတော့သိတာလေဒေါသထွက်နေအချိန်မှာဆိုအတန်ကျေတယ်တခုကိုမကျေနဲ့တဲ့အချိန်ဆိုအတန်ကျေတာဒါသိကြတယ်ဒါဘာမှထွေထူးပြောကြမှာမလို့လူတယောက်အတန်အခြေအစကားပြောနေဆိုသိတာဒါရံဖြစ်တာလားဆိုထားကြည့်ကြတယ်အတန်ကြီးကျေနေပြီဆိုရင်ဒါသိကြတယ်အတန်ကျေတော့မကောင်းဘူးနော်အဲ့တော့ကိုကဒီမှာအင်တာဗျူးတွေပါသွားဖြည့်ရဲပြီးတော့အလုပ်ရာဘူးတွေပါနေမတက်ဘူးအလုပ်လည်းမရဘူးပြီးတော့ကိုရောင်းတဲ့ project တွေကလည်းရောင်းမထွက်ဘူးဒါဆိုရင်တော့ကိုကစဉ်းစားကြည့်ရမှာကိုပြောတဲ့စကားလုံးလေးချွတ်ချွတ်သားသားလေးနဲ့အလှနေပေမဲ့ကိုရဲ့အတန်နေအတန်ထားအဖြတ်အတော့ အကျဲအလောင်းအနေအမြင့်အဲ့ဒါတွေကိုပြန်ပြီးသတိထားကြည့်ပါတဲ့အဲ့ဒါတွေကြောင့်ကိုကအဲ့လိုမဖြစ်တင်နိုင်လေအများကြီးဖြစ်နိုင်ပါလေတဲ့အဲ့လိုသတိထားလိုက်မယ်ဆိုလို့ရှင်ဘာဖြစ်လို့တငယ်ချင်းတွေကကိုကိုနားမလဲတာလဲမသိဘူးဆိုရဲမိကုန်ပြောတာထွက်လာစရာမရှိတော့ဘူးဟုတ်တယ်ဟုတ်တယ်ဟိုကျွန်တော် right to essay ဆိုရဲအများကြီးရှိတယ်တငယ်ချင်းတွေကနားမလဲဘူးပေါ့နော်နားမလဲဆိုတာကိုကတော့ဒီတိုင်းလေးပဲပြောတာပဲဒီတိုင်းလေးပြော ဟုတ်ဆိုရရတော့သူ့ကိုတကယ်ချင်းနေနားမလဲဆိုတော့သူကအကောင့်တွေပဲယူရေးစားလို့လေဒါပေမဲ့တချို့မုတ်တင်နေဆိုရင်ကျွန်တော်အကောင့်တွေပဲယူရေးစားတကယ်ချင်းအဲ့ရကျွန်တော်စိတ်ဆိုးရောအဲ့ကြည့်လည်းပြင်လို့မရဘူးလေဒါပေမဲ့တကယ်ချစ်တဲ့တကယ်ချင်းတွေကကျွန်တော်ပြန်ပြီးနားလည်ပေးပါဘာလဲလန်ဂွေ့ဂျ်ကမဆိုင်ဘူးဒါ body language ကမဆိုင်ဘူးပေါ့နော်ဒါပေမဲ့တချို့ကျတော့ကို body language ကနေရရင်ကြီးကြီးပြူကမနေတတ်တာပေါ့တချို့ကျမနေတတ်တဲ့စားသတိမထားမိသေးတာပေါ့အဲ့ဒါလေးကိုဟိုပြောင်းလဲပြင်လိုက်မယ်ဆိုလို့ရှိရင်တော့ဘာပြောလဲလူကြီးမှာ social ကိုကောင်းလာပေါ့ ထင်ရပါတယ်အဲ့လိုမျိုးဖြစ်နိုင်ပါတယ်ဗောနော်ပြီးတော့ဟိုအသက်ရှူဖို့လဲကိုကအချိန်လေးပေးပါတဲ့ကိုကဒီအသက်မရှူဘဲနဲ့စကားတွေအများကြီးစတိုက်ပြောသွားရင်တစ်ဖက်နားထောင်နေလူရဲ့အာယုံကျိုးကိုသွားပြီးတော့အနှောက်ယှက်ပေးတယ်နှောက်ယှက်ပေးရဆိုတာဟိုကတိကောက်ကြီးကိုစကားတွေစတိုက်ပြောနေတော့နားတွေမဝင်တော့တခါလေးရက်သွားအဲ့တော့စကားကိုလည်းစတိုက်ကြီးအများကြီးမပြောပါနဲ့တဲ့ဟုတ်တယ်တကယ်ဖြစ်တတ်တယ်လို့ပြောပြီးတော့ဟိုလေကိုနည်းနည်းဟိုဒီ one byte ထဲကိုရောက်တဲ့အထိနည်းနည်းတော့ရှူပါနော်ရှူရမှပြန်ထွက်တဲ့လေနဲ့စကားပြောအဆင်ပြေတချင်းဆိုလည်းအဲ့လိုဆိုရတာတချင်းဆိုလည်းအဲ့လိုဆိုရတာဟုတ်တယ် ီးတော့ကိုနေဟန်သားနဲ့လည်းအတန်နဲ့အတန်ထားဆိုင်တယ်ဒီလိုကွေးကွေးလေးပြောနေလေရသိမ့်မဝင်တော့တခါလေးစကားလေရလည်းအဆုတ်ထဲသိမ့်မဝင်ဘူးပြီးတော့အတော့အတန်နဲ့တန်ထားတယ်သိမ့်မကောင်းဘူးတတိတူလားအဲ့တော့ကိုကဒီလူမျိုးထိုင်ပြီးတော့လူမျိုးမမတ်ထားထားမယ်ဆိုရင်အတန်ထွက်တာလုံးဝရှင်းလင်းပြီးတော့ပြီးတော့ဒီသူပြောထားတော့ interview ခန်းထဲမှာဝင်ခင်ဒါမှမဟုတ်တယ်လီဖုန်းလေးပိုင်းမှာပြောခင်စကားမပြောခင်ပါအသက်ကိုဖြည်းဖြည်းလေးရှူတဲ့နှာခေါင်းနေဖြည်းဖြည်းလေးရှူရင်အပြည့်ရှူပြီးတော့ခဏအောင်ထားပါတဲ့ပြီးတော့ပါးစပ်ကနေဖြည်းဖြည်းလေးပြန်ထုတ်ပါတဲ့ ဒါဆိုရင်စကားပြောရတာဘာပဲပြောအဆင်ပြေပေါ့အတန်နေတန်ထားလဲအဆင်ပြေကိုကဂျားထဲမှာလေနည်းနည်းလေးပဲရှူမိရဆိုရင်ဂျားထဲမှာစိတ်လို့ရှားနေအတန်တွေပြတ်သွားတယ်စကားပြောနေနဲ့ရက်သွားတာမျိုးတွေဟိုနေတယ်လို့မျိုးကြီးဖြစ်သွားတယ်ဖြစ်တတ်တယ်ပေါ့နော်ဟောပြောပွဲမှာကြာတော့ဒါအမြင်မိုင်းဆိုင်မကောင်းတော့ပေါ့နော် impression ကြာဟုတ်အဲ့တော့ဒီ ကိုက message ပေးရလူတယောက်ရဲ့အတန်ဝကြိုက်ဦးဆိုရင် तू ပေးရ message ကိုဘသူကနားထောင်ကျင်တော့မှာလဲအဲ့တော့ကျွန်တော် FN ရလူတွေဆိုရင်ဒါ FN မှာအလုပ်လုပ်နေတဲ့အနောက်စားတွေအကိုတွေအမတွေဆိုရင်တို့ကရုံမှမပါလားအဲ့တော့တို့အနေနဲ့ body language ဆိုတာက body language မဟုတ်ဘူးသာသနာပြောတဲ့အတန်တွေအတန်ထားပေါ့တို့ရဲ့အတန်အဖြတ်အတောက်တွေအတန်နှုံးအတက်အကြအမြင့်အနေနဲ့အတန်အကျယ်တွေ ြော်သူကသူလေရှူရဲဟာလေးသူ့အတန်လေးနဝင်ချုံနေမှလူရဲဆန္ဒထောင်ချင်မှာအဲ့တော့အတန်လေးတန်းထားလဲအရင်ကြီးကြီးပါအားကြရှိရအများကြီးသူပြောရဲပုံစံကမတူဘူးနော်သူတို့အတန်ကိုနားထောင်နေနေတော့တကယ်သဘောကျစီရပြီးတော့အဲ့လိုမျိုးလွမ်းနေဆိုလဲလွမ်းနေပြီးတော့သူကအဲ့လိုအပြက်တောက်လေးပြောတာမတူဘူးလိုက်လုံးလို့မရပါဘူးအားကြီးကျတော့လေဟုတ်ကဲ့အဲ့တော့နောက်တစ်ခါကိုစကားပြောမယ်ဆိုရင်တခိုင်းစီပါရဲအနေနဲ့နည်းနည်းလေးအဲ့လိုမျိုးကိုယ့်ကိုပြန်ပြီးတော့ဆန်းစစ်ကြည့်ပေါ့မြန်နေလားနှင်းနေလားကျနေလား ဒါမို့အတန်ရတဲ့တည်းဖြစ်နေတာတည်းတည်းဖြစ်နေရင်လည်းဟိုရွှဲတယ်လို့ဖြစ်နေခန်းစားချက်မရှိအတန်ရဖြစ်တယ်တာတာဝင်ရပြောနေပါရဲ့ဗောနော်အဲ့တော့ကိုယ့်ကိုပြန်ပြီးဆန်းစစ်လိုက်မယ်ဆိုရင်အရှာရာတိုင်းတော့အဆင်ပြေပါဗျဟုတ်ဟုတ်အဲ့လိုပြောဒီအတန်မာဟိုပဲသူဇေယျလက္ခဏာတွေဒီခန်းစားချက်တွေအကုန်လုံးပါသွားပြီပေါ့ဟုတ်အော်ဆက်ပြောပြီးသွားပြီအော်ဒါဆိုရင်တော့တော်တော်ရသွားပြီတော်တော်ရသွားတယ်ဟုတ်ကဲ့ပါအခုဆက်ပြောပြီးသွားပြီဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့တင်ဆက်မယ့်အကြောင်းအရာတွေကိုဒီ break ပြီးသွားပြီဆိုရင်ပြန်လာခဲ့ပါဦးမယ်ခင်ဗျ